ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ကိုယ့်ရဲ့လုပ်ငန်းနောက်တစ်ဆင့်တက်ဖို့ကိုကိုယ်တိုင်စူးစမ်းမှာတယောက်ယောက်ကလာပြီးတော့ဟာခမရဲ့လုပ်ငန်းအောင်မြင်အောင်ကျွန်တော်လုပ်ပေးမယ်ပြောရင်ဒါဒီလိမ့်နေတာပဲကျွန်တော်တို့ဖြစ်လိမ့်မယ်။စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ဆိုလို့ရှိရင်တွေးနေရုံနဲ့လည်းမရဘူးပြောနေရုံနဲ့လည်းမရဘူး အဲ့တော့ကျွန်တော်တို့ကလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် formula ကိုသာပြမယ်ဆိုလို့ရှိရင်အတွေးတွေအတွေးအကြံတွေရဲ့ action လို့ခေါ်တဲ့အပြုမူဆောင်ရွက်မှုတွေရဲ့ consistency လို့ခေါ်တဲ့စက်တိုက်ကြိုးစားနေမှုရဲ့ improvement လို့ခေါ်တဲ့ detail ပိုတိုးတက်ကောင်းမွန်အောင်လုပ်ချင်းဆိုတဲ့အရာလေးခုပေါင်းမှသာကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်ပါတယ် ကြောင်မလို့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့လုပ်ငန်းရှင်တွေဒီလည်းမလုပ်ရအောင်ပါလဲဆိုတော့နံပါတ်၁ကိုယ့်ရဲ့လုပ်ငန်းအကြောင်းတိတဲ့ပိုကောင်းဖို့ကျွန်တော်တို့တွေးနေဖို့လိုတယ်။ကြံစီနေဖို့လိုတယ်။ပြီးပြီဆိုလို့ရှိရင်တော့ကြံစီလာပြီးရင် action တွေယူဖို့လိုတယ်။စပြီးတော့မှအလုပ်လုပ်ဖို့လိုပြီးပြီးလုပ်နေတဲ့အရာပေါ်မှာလည်းကျွန်တော်တို့ဆက်တိုက်စူးစမ်းခြင်းဆိုတာလိုလာတယ်။ပြီးရင်အဲ့ဒီအပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ကမလုပ်ရအောင်ပါလဲဆိုတော့ improvement ဖြစ်အောင်တိုးတက်အောင်လုပ်ရမှာ။ ကျွန်တော်ဆိုလို့ရှိရင်လေဒီတိုင်းပဲကျွန်တော်ရဲ့လုပ်ငန်းကိုကျွန်တော်ဘာဖြစ်ချင်တာလဲ။တော့ကျွန်တော်ရဲ့လုပ်ငန်းကဘယ်လိုလုပ်ငန်းမျိုးဖြစ်ချင်တာလဲ။ဘာထုတ်ခုန်တွေထုတ်ချင်တာလဲ။ဒါတွေကိုကျွန်တော်ဘာလုပ်ရလဲ။တွေးနေရတယ်၊ကြံစီနေရတယ်။ပြီးရင်အဲ့ဒီအတွေးအကြံတွေပေါ်မှာခြေခံပြီးတော့မှ planning အစီအစဉ်တွေပြန်ဆွဲရတယ်။အဲ့ဒီအစီအစဉ်တွေအောင်မြင်ဖို့တော့ဘာလုပ်ရလဲ။မာဗျူအာတွေချရတယ်၊ action တွေယူရတယ်။ကျွန်တော်ပြောချင်တာဒီလုပ်ငန်းရှင်တွေအနေနဲ့နံပါတ်1ဒီပါလဲဆိုတော့ dream နော် dream is free ပဲ။အဲ့တော့စိတ်ကူးအိမ်မက်တွေဆိုတာကကျွန်တော်တို့အလကားရတယ်။နော်အဲ့တော့ဘာလုပ်ရမှာလဲ dream big ပေါ့။ dream big ပေါ့ကြီးကြီးမားမားကျွန်တော်တို့စိတ်ကူးခြင်းမှာပြီးရင်ကျွန်တော် work has price ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာတော့တန်ဖိုးရှိတယ်ငွေကြေးတွေကျွန်တော်တို့ပေးရတယ်စည်စည်နှုန်းတစ်ခုပေးရတယ်ကြောင့်မို့ကျွန်တော်ဘာလို့ဖို့လို့လဲဆိုတော့ dream big လို့ဖို့လို့တယ် အဲ့ဒီအရာတွေကိုကောင်းထည်ပေါ်ဖို့လိုတယ်ပြီးရင်ကျွန်တော်တို့မှတ်ထားရမှာကကျွန်တော်တို့ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်ဘယ်သူတဦးတယောက်ကမှကျွန်တော်တို့စီလာပြီးတော့မှကျွန်တော်တို့အတွက်ကိုလုတ်ပေးနိုင်မှာမဟုတ်ဘူး။ဘာလို့ရမှာလဲဆိုတော့ကျွန်တော်တို့လုပ်ငန်းရှင်တွေကကိုယ်တိုင်လုပ်ကြ။ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ကိုယ့်ရဲ့လုပ်ငန်းနောက်တစ်ဆင့်တက်ဖို့ကိုကိုယ်တိုင်စူးစမ်းမှာတယောက်ယောက်ကလာပြီးတော့ဟာခမရဲ့လုပ်ငန်းအောင်မြင်အောင်ကျွန်တော်လုတ်ပေးမယ်ပြောရင်ဒါဒီလိန်နေတာပဲကျွန်တော်တို့ဖြစ်နေတယ်။ နံပါတ်3ကတော့ကျွန်တော်တို့ဘာလို့မှာလဲဆိုတော့ land daily ပေါ့เนาะဒါမှမဟုတ် and daily ပေါ့နေ့စဉ်နဲ့အမြားကိုယ့်ရဲ့လုပ်ငန်းအောင်မြင်တိုးတက်ဖို့အတွက်နေ့တိုင်းလေ့လာနေဖို့စ조사နေဖို့တိုးတက်အောင်လုပ်နေဖို့လိုတယ်အဲ့တော့ကျွန်တော်ခဏခဏပြောပါတယ်အောင်မြင်မှုဆိုတာကတည်တည်လေးတည်တည်လေးနေ့တိုင်းနေ့တိုင်းနေ့တိုင်းလှုပ်ဆောင်ခြင်းကနေလာတယ် ဒါသည်ကျွန်တော်တို့ကကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့အတွက်ကိုယ့်ရဲ့လုပ်ငန်းနောက်တဆင့်တက်နိုင်ဖို့အတွက်မဖြစ်မနေလုံဆောင်အောင်အရာတွေဖြစ်ပါတယ်အော်ဒီကြောင့်တွေကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီဂျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်။ကိုယ့်အတွက်ဂျိုးစုံတွေရရတယ်ဆိုလို့ရှင်ကွန်မန့်မှာ yes လို့ရေးပေးပါဦး။ဒီဗီဒီယိုစုံထောင်ကြည့်ပြီးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။